အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာဒီကနေ့မှာတော့ ရှင်တွေဖြစ်စီကိုပြလိုက်တာလေဝဲကလေးတွေကဖားရိတ်တွေပြီးစိတ်ကူရင်တကြတဲ့လေးဆိုတဲ့အကြောင်းစိတ်ဝင်စားပွဲရောက်တင်ဆက်ပေးချင်ပါတယ်အရေအကြောင်းမပြောခင်အလုံးသိထားတဲ့ကွန်ဆာစီရဲ့နောက်ဆက်တွဲအကြောင်းအရာများကြောင်းအရင်တင်ဆက်ပေးပါစီရှင်အရာပေးပါမယ်ရှင်တို့ရဲ့ဖြစ်စီကိုမြင်လိုက်တာလေဝဲကလေးတွေကဖားရိတ်တွေပြီးစိတ်ကူရင်တကြတဲ့လေးဆိုတဲ့အကြောင်း စိတ်ဝင်စားဖို့တင်ဆက်ပေးမှာမို့အဆုံးထိတည်ပြီးကြပါရှင်။ကိုစာတီရဲ့နောက်ဆက်တွဲအကြောင်းအရာများ။တခန်းတီရဲ့လိပ်ဖြစ်ခြင်းတလောင်း။ Shop 92နဲ့တရားစာလုံးရှင်နောင်နောင်နဲ့ပြောနေရသလိုကျမတို့နိုင်ငံပါဝင်အားရနိုင်ငံတော်တော်များများမှာကိုစာလုံးနေရနေတဲ့အာကောင်းလေးတွေရောမြင်နေကြမြင်ဝင်နေတွေက တခုပါပဲ။ကိုရရဲမှာပြတော်အဖြစ်တော့ ကိုနေကိုချက်ပြီးတော့ထဲတယ်။ကိုရွယ်ပေါင်းပဲပြီးတော့တခြားကိုရောလူရောဆေးရွယ်ကြီးတို့၊နှက်ဆေးတို့၊နှွေတို့တို့အဆောင်ရှိတဲ့ပြည့်ထဲပြီးဝါကြပါတယ်။ကိုစားတော့မကောင်းဘူးလို့တော်ပြောရင်သူပြိတက်ကကိုစားရင်အင်္ဂါပြေတဲ့တို့တွေ့မလဲဘူး။ကောင်းမောင်းနေရင်ကိုလီဝါသားမအာယုံကောင်းကောင်းဆိုင်နိုင်လားလို့ပြန်တွေ့ပါလိမ့်မယ်။အဲ့လိုဖြစ်စေတဲ့အဆောင်ရင်းက ကိုသေးတယ်မောင်တဘာဝအတိုင်းပါဝင်တဲ့အေဂါလိုက်ဇာပောင်းတွေကအရင်းနလင်းဟော်မုန်းကိုထွက်စေတာကြောင့်လို့ယူဆလို့ရပါတယ်ဒီဟော်မုန်းကလူကိုလန်းစေပြီးနေထိုင်လို့ကောင်းသောသလိုဖြစ်စေပါတယ်ကမ္ဘာ့ဇမိုင်းဖွဲ့စည်း WHO ကကိုသေးကိုနီကိုတင်အရက်ကဖေးနိုနဲ့တူတူစိတ်ပိုင်းဆိုင်ရာဆွေးနွေးစေတော့အရာဖြစ်အုပ်စုဖွဲ့သတ်မှတ်ထားတာတွေ့ရပါတယ် ကိုသိတဲ့ကိုရဲမှာကောင်းတဲ့အာနိသင်လေးတွေနဲ့ရှိပါတယ်မြမတိုင်းစေတွေမှာကိုရွယ်ဟောင်းအေးပါတဲ့ပေါဝင်ပစ္စည်းတစ်မျိုးလေးဖြစ်တယ်လို့ဆိုပါတယ်အဆောင်ကြီးလေးတွေကရီယာနဲ့ဆိုကိုကောက်ွယ်ပေးတယ်အနာသက်တာကိုမြင်စေတယ်ရောင်ရဲနေတယ်အနာရင်းနေတဲ့အနာတွေကိုကိုရွယ်အောင်လာရင်အယောင်သာသွားတယ်အပူကန်တဲ့ရင်ကိုရွယ်လေးအောင်ထားပေးတာတော့ စပိတ်တန်ချင်ရေးကိုယူနေဆွဲတာတွေဟာမြန်မာလူမျိုးတွေအတွက်စေဘဝင်အတုံးမျိုးလေးရှိကြပါတယ်။ဒါပေမဲ့ကိုစားတဲ့လူတွေကလည်းကိုရတယ်မောတခြားစီလေးတွေထဲမှာစားထတာတော့ဆက်လက်လေးကလည်းမပြတ်ဘူးတွေ့တောင်းလိုက်တဲ့တီတော့အရက်ကလေးလေးတောင်းနေရင်ကိုရလေးဝါနေရမှာတော့ကိုကိုအစမပြေစားတော့အကြတဲ့ငုံတာတော့မထွေးထုတ်ပဲမြူချတော့ စတဲ့အဖြူမှုတွေဟာယောဂဖြစ်စေတာပါပဲ။ကိုယ်စားခြင်းအဖြစ်အာခေါခေဆောင်ဥမာကြီးခေဆောင်စိကြောက်တဲ့တော့အစာရှိတဲ့ဖြစ်ယောဂရီဖြစ်နိုင်လေဆိုတာကတော့ပြိတ္တတို့ခဏခဏပြေးနေရတာဖြစ်ပြီလို့သူဝေပြောမနေတော့ပါဘူး။အရင်ခေတ်တွေတော့ကလည်းစခဲ့တာပဲ။တို့အဖွာဆိုတော့မရှိတော့တာတော့ကိုလေးပြုံထားတော့ဖွာယောဂမှမဖြစ်ဘူးလို့တော့ပြန်မနေပါနဲ့။ ဒီကဲမှာကုန်းပင်မာကလေးကပိုးတက်စေအကျဉ်းချပါလာနိုင်တဲ့ဖြင့်ကုန်းသီးကိုအပြောင်ပြောင်းထောက်လုံလာတဲ့ခေါင်းတာချီခံရလို့စာပါပါတဲ့တပ်ပေါင်းတွေနဲ့ဖျားနာလိုပါလုံလာတဲ့အတွက်အရင်ခေတ်ကတည်းကပိုးအနေရရှိပါတယ်။ကိုရွယ်တွေဆိုရင်လည်းနိုးနာပြန်တဲ့အတွက်ကြောင့်တဘာဝမဟုတ်တဲ့နေနဲ့နေနဲ့တာချီခံအောင်လုပ်တာတွေရေပြန်ပြီးစုံထိုင်းနေအောင်လုပ်ပေးရတဲ့အတွက်ပူပေါင်းနိုင်ပါသေးတယ်။ တခြားစီနဲ့ဆင်းရဲကြီးတွေထဲစားခြင်းအဖြစ်လဲလူကိုဆွဲလိုက်စေနိုင်တဲ့အတွက်ကြောင့်တက်နိုင်တော့မစားတာကောင်းဆုံးပါပဲဆက်လိုက်ပြတ်ဖို့ကိုစားတာမျိုးလည်းမလုပ်ကြဘူးတိုက်တွန်းလိုပါတယ်နော်ဆက်လိုက်ပြီးတော့ရှင်သူရဲ့ဖြစ်စီကိုမြင်လိုက်တာနဲ့ပိန့်ကလေးတွေက ပါရီတွေ့ပြီးစိတ်ကူးရင်တက်ကြတယ်ဆိုတဲ့ကြောင့်စိတ်ဝင်စားပွဲရတင်ဆက်ပေးခြင်းပါတယ်ရှင်သူရဲ့ဖြစ်စီနဲ့ပတ်သက်ပြီးကျမတို့မိန့်ကလေးတွေပါရီတွေ့ပြီးတည်း သိကျင်နေကြတယ်မလားရှင်တို့ရဲ့ပစ္စည်းကိုမြင်လိုက်ချိန်မှာသမားတို့တွေ့မိတဲ့အထွေကတော့တယောက်သားချက်တင်တော်ဖို့အတွက်သိရင်အောက်ပိုင်းကိုချွတ်ချလိုက်တဲ့ချိန်မှာမိကလေးရဲ့စိတ်ထဲမှာဘာရီစဉ်းစားမိလဲဆိုတာကိုသိပါသလားဒီကိစ္စကိုဖြေရှားဖို့အတွက်အမျိုးသမီးတွေရဲ့အထွေချုံကိုမေးမြန်းအဖြေရှားထားတာရှိပါတယ်သူတို့ရဲ့ဖြေတွေကသင်ကိုစိတ်လုံးရှားသွားစေနိုင်ပါတယ် ခရဲရောင်ဖြစ်နေတာရိုက်တာတရားဝဲပစ္စည်းကခရဲရောင်ဖြစ်နေတာမျိုးကိုမြင်ရခဲ့ပါတယ်။ဒါကအယံကိုစိတ်ပါနေလို့ဖြစ်နိုင်ပါတယ်။ဒါမျိုးကသဘောကျစရာကောင်းနေလို့အသက်25နှစ်ပဲအမျိုးသမီးတဦးကဖြစ်ထားပါတယ်။ပို့ပွင့်ပို့ပွင့်တစ်ခုလုံးအရင်သေးပြီးအပြာဝိုင်းကြီးမားနေတာမျိုးဖြစ်ပါတယ်။ဒီလိုလိမ့်တဲ့မျိုးကမိန်းကလေးတွေအတွက်ထူးခဲ့တဲ့ခံစားမှုတွေကိုဖြစ်စေတဲ့အတွက် အရန်ကောင်းပါတယ်လို့ဆိုကြပါတယ်။အမွေတို့မိကလေးတွေကတက်ပြစီတဝိုင်းမှာအမွေမြင်နေအရန်ထူနေတာကိုမကြိုက်ကြပါဘူး။လေတန်ကိုရှည်ရဆွဲထက်သိငေသွားတယ်လို့ထင်ရပါတယ်။ဒါကြောင့်အမွေကိုခယူဆန်ဖို့လိုပါတယ်။တန်ရှင်မှုတန်ရှင်တံပါပြီးအနေတော်အရွယ်စားနေအရှိရှိတာမျိုးကိုတော့တောင့်တတကြပါတယ်။အနတ်တန်လေးကောင်းတာမျိုးကိုညှော်လင့်တကြပါတယ်။ အကောင်ဆုံးရွေးဆောင်ပုံမှန်ရွေးဆောင်ပဲရှိလို့စိတ်ရောင်းနေတတ်ကြတာကယောက်ျားလေးတို့ရဲ့တပတ်တမ်းအမြင်ပဲဖြစ်ပါတယ်။မိကလေးတွေကတော့တည့်ရွေးဆောင်မျိုးကိုပဲအကောင်ဆုံးလို့ယူဆထားတတ်ကြပါတယ်။အုံမုံပုံမှန်ချိန်မှာတည်တည်လေးလို့ထင်ရပေမဲ့စိတ်ကြွလာပြီးထောင်မှန်လာချိန်မှမှ ကြီးလာတာမျိုးပါ။ဒါမျိုးကိုလည်းစွန့်ဆောင်မှုတစ်ခုလို့ထင်တတ်ကြပါတယ်။ကောက်ခွေတင့်ပြစီကောင် အနေငယ်ကောင်းလေးလို့အာမငယ်ပါနဲ့သူ့လုပ်ပေးနိုင်တဲ့တာယာမှုတွေရှိတဲ့အတွက်မိကလေးတွေစိတ်ဝင်စားကြပါနဲ့သက်တုံအရွယ်စားကြည့်လို့နာမျိုးကိုစုလို့ခြင်းတာပါဒီလိုပစ္စည်းမျိုးကိုတွေ့ရင်မိကလေးတွေကနာကျင်မှာကိုကြောက်တတ်ကြပါတယ်အပေါ်ပြောခြင်းတချို့ယောက်ျားလေးတွေကသူတို့ရဲ့ပစ္စည်းဝယ်စားတဲ့အိမ်ဟာတွေဆန်းဆောင်ရေးကိုချဲ့ကားပြီးပြောတတ်ကြပါတယ်တကယ်တူနေတဲ့အခါပြောတတ်လို့မဟုတ်ခရင် ဝိတ်ကလေးတွေအတွက်စိတ်ပြင်စရာဖြစ်သွားတတ်ပါတယ်။ဒါကြောင့်အပူတွေမပြောပါနဲ့တော့လက်တွေသက်သေပြပေးတော့အကောင်းဆုံးပါပဲနော်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ကြောင်းလေးကိုတော့ဒီမှာပဲခေတ္တရန်အားဝင်ပြုပါရှင်။နောက်တစ်လည်းကျမတို့ channel ကနေဘုသူတာဖြစ်စေမယ့်ကြောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။ကြည့်ရှုပါပေးခဲ့ကြတဲ့ပရိသတ်တရားစီစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်။